ရှာခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့အတူတူကစင်ကျင်ဖို့အတွက်စိတ်တကြတော့လဲအရှုံးမပေးနဲ့ဆိုရယ်ခေါင်းစဉ်နဲ့ကျွန်တော်တို့အတူတူကစင်ကျင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်ဆက်ပြီးတော့မှစင်ကျင်သွားဖို့လည်းရှိပါတယ်နောက်နေ့နောက်ရက်တွေကြာလို့ရှင်လည်းပေါ့နော်အဲ့ဒါလေးကိုလည်းပြောပြကြမှာဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့ မင်းကကြားရတဲ့အခါမှာသူတို့ရဲ့အသက်တာဒဲမှာလေတကယ်ပဲဒါမျိုးဘောနော်ဟိုရှိနိုင်ပါတယ်နော်သူတို့ဒီမှာလေဒါမျိုးရှိနိုင်တယ်နောက်တစ်ခုကစိတ်တကြစိတ်ပြက်တည်းဆိုတဲ့အရာဖြစ်ဖြစ်တတ်တယ်ဘောနော်ကျွန်တော်တို့မှာလေရှိတာပဲနော်ကျွန်တော်တို့ဒီမှာလေရှိတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကရှုံးပြလို့မရဘူးဗျ ကျွန်တော်လက်မြောက်လိုက်လို့မဖြစ်နော်ဒီမှုရပါမှာဆိုတော့အထူးသဖြင့်တော့ယုံကြည်သူပေါ့ဖျားသားသမီးဆိုလို့ရှင်အဲ့ဒါမျှော်လင့်ချက်ရှိတယ်အဲ့ဒါကျွန်တော်တို့အတွက်တကယ်ဖျားသခင်ပြီးတဲ့ချီးမွမ်းစရာအကြောင်းပေါ့နော်ကျွန်တော်တို့ဒီမှာအားကိုးစရာဖရားရှိတယ်။အဲ့ဖရားကလည်းအသက်ရှင်တယ်။ပြီးတော့အချိန်တိုင်းနေရာတိုင်းမှာရှိတယ်။အဲ့ဖရားကကျွန်တော်တို့ရဲ့ အဖေဆိုရဲတော်ဆမှုရှိတယ်ကျွန်တော်တို့လည်းတကယ်ချစ်တယ်ကျွန်တော်တို့လည်းတနာတယ်ကျွန်တော်တို့ကျင်နာတယ်ဆိုတာလေဒါတကယ်တွေ့ရတာပေါ့နော်ဒါကြောင့်အခုလိုဖြစ်ပြက်နေတဲ့အခြေအနေမျိုးမှာလူဆိုလို့ရှိရင်စိတ်တက်ကြမှာပဲလူလူသားမှန်စိတ်တက်ကြတယ်ဒါဖြစ်တဲ့ဖြန့်စင်းကလေးကရှိရဲ့အာလက္ခဏာပဲ ပုံမှန်မဟုတ်တဲ့သူဆိုလို့ရှိရင်တော့ဒါအဲ့လိုမဟုတ်ဘူးပေါ့နော်ပုံမှန်မဟုတ်တဲ့သူဆိုလို့ရှိရင်တော့နားမမလဲတာသူတရားမသိတော့ရှင်းချင်းတွေးခေါ်နိုင်စွမ်းမရှိတော့တဲ့ခါမှာဒီအရာပေါ်မှာသူအာမှန်ကန်စွာမတုံ့ပြန်တတ်ဘူးပေါ့စဉ်းစားပြီးမှမှန်ကန်စွာတုံ့ပြန်တတ်တဲ့သူဆိုလို့ရှိရင်တော့သိကြတယ်ဒီအရာပေါ်မှာစိတ်တက်ကြမယ်စိတ်ပြက်မယ်ဒါပေမဲ့ကျွန်တော်ရှုံးပြီးလို့မရဘူးကျွန်တော် မျောလင့်ရရှိတယ်။ဆိုတော့ဒါလေးကိုကျွန်တော်ဆင်ခြင်သွားဖို့အတွက်ဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်ဘယ်အရာကိုအာကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်နှုတ်ကပတ်တော်ဆိုတဲ့တမချန်းစာကိုကျွန်တော်ပြန်ကြည့်ရမှာပဲ။ဒီနှုတ်ကပတ်တော်တမချန်းစာကိုပြန်ပြီးတော့မှတိချာလိလာပြီးတော့မှဖျားသခင်ပြုတဲ့အမှုတွေကိုပြန်ပြီးဆင်ခြင်နေဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ကစိတ်တက်ကြတာကနေမှပြန်ပြီးတော့မှ မြင့်တက်လာပြီးတော့ပုံမှန်အခြေအနေပြန်ဖြစ်မယ်ပြီးတော့မှကျွန်တော်ရှုံးမပြီးဘဲနဲ့ဒီအခြေအနေဒီကနေအောင်မြင်ဖောက်ထွက်သွားဖို့အတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့အရာတွေအဲ့ဒီလိုဖောက်ထွက်လာတဲ့ဘုရားသခင်ရဲ့နီလန်းနေအဲ့ဒီလိုအောင်မြင်လာစေတဲ့ဘုရားသခင်တက်တည်ပြုတဲ့နှုတ်ကပတ်တော်ရဲ့တက်တည်အဲ့ဒီပုံကူရအဖြစ်ကျွန်တော်ပြန်ပြီးတော့မခွန်အားယူဖို့အကြောင်းဖြစ်ပါတယ် အဓိကကတော့ဘုရားသခင်ပါပဲเนาะဒါကိုကျွန်တော်တို့တူတူကရှင်းရှင်းကြဖို့ပြောဖြစ်ပါတယ်လို့ပထမဦးဆုံးတရားအနေနဲ့ကျွန်တော်ဒီကပ္ပောကျန်ခန်းကြီး39မှာပါတဲ့ယောသက်ရဲ့အတ္တတာကိုကျွန်တော်တူတူကရှင်းရှင်းဖို့ဖြစ်ပါတယ်ယောသက်ကဒီရှာကုတ်အစ္စရေလို့ဖြစ်လာမယ်ရာကုတ်ရဲ့သား12ယောက်ထဲမှာမှာဆိုတော့သူကနုညာ 17ယောက်မြောက်ပေါ့နော်17ယောက်မြောက်သွားဖြစ်တယ်။ယာကုပ်ကသူချစ်တဲ့မိယာရာခီလာဇီယာရတဲ့သားဖြစ်တဲ့အတွက်သူအရင်ချစ်တယ်။သားဦးလေးဖြစ်တာ။ဆိုတော့သူ့ဘာလုပ်လဲဆိုလို့ရှိရင်တဲ့အိမ်မှာမျက်နှာသာပေးတယ်။ပြီးတော့မှသူတို့ခစ်တုံးကဒီအဝတ်ကိုတည်တည်ချချာလေးဝတ်ဆင်ပေးတယ်။တဘောကဒါချမ်းသာတဲ့သူတွေပဲဦးစားပေးခံရတဲ့သူတွေပဲ မျက်နှာသာပြီးခံရတဲ့သူတွေပဲဝတ်ရတဲ့အဝတ်မျိုးဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီအဝတ်တွေကိုဒီအဝတ်ကိုသူပြုတ်တဲ့အဲရာကုတ်ရဲ့လက္ခဏာပေါ့နော်ရာကုတ်ကနေသူ့ပုံမှာပြရတဲ့မြစ်တာကိုအဲ့ဒီမှာတွေ့ရတာပေါ့။ဟောအလိုလိုက်ချင်းခံထားရတယ်ပြောချင်တာ။ပြီးတော့မှအာဂျောတက်ကလည်းဒီဖျားနဲ့ပတ်သက်လာလို့ရှင်သူအရင် serious ဖြစ်တဲ့သူတည်းမှာပါတယ် ူကိုယ်ရဲ့ဒီဖျားသခင်အလိုမရှိတဲ့မနှက်သက်တဲ့အရာတွေလှုပ်ဆောင်တဲ့အရာဆိုလို့ရှိရင်သူအဖေနဲ့တော်တော်တိုင်ပြောတယ်အဲ့လက္ခဏာလည်းရှိတယ်ဆိုတာတွေ့ရတယ်ချစ်စရာကောင်းတယ်ပေါ့ငငယ်လေးပါနော်လူငယ်ပဲရှိတယ်18နှစ်ဆိုရဲလူငယ်လေးအရွယ်ပဲရှိတယ်ဆိုတော့ဒါကျွန်တော်တို့သိပြီးသားပဲနော်ဒီဇလန်ပြီးတော့နောက်တစ်ချက်ကကြတော့ယောသမနှုတ်ကပတ်တော်ရှိတယ် ဖရာရဲ့နှုတ်ကပတ်တော်ရှိနောက်တစ်မျိုးပြောရမယ်ဆိုယူပါယုံလို့ခေါ်တဲ့ဖရာသူ့ဖွင့်ပြထားတဲ့ဥစ္စာသူများတွေသူ့ကိုဝိုင်းပြီးတော့မှရှစ်ခိုးရမယ်သူ့ယူတည်ပြရမယ်ဆိုတဲ့အရာဒါရှိရဲ့အိမ်မက်သူအိမ်မက်အားဖြင့်ဖရာသခင်သူ့ကိုစကားပြောတယ်ဆိုတော့ဒါကျွန်တော်တို့သိပြီးသားပဲเนาะဒါတွေကတော့ကျွန်တော်မပြောတော့ဆိုတော့အဲ့ဒါကိုလေသူကအကူကြီးကိုပြောပြ မိဘတွေကိုပြောပြတော့ဟိုကပူထောသားထွက်တယ်အကူကြီးကပူကြီးမထောသားထွက်ပြီးတော့မှအေးမိတွေ့မယ်ပေါ့ဆိုတော့တည့်ရကြတော့ကိုရီစီသွားတဲ့ခါငမအိမ်မက်ဆရာလာပြီလာကွာသူ့မှာတခါလေးသက်လိုက်မယ်ဆိုတော့မှအင်ဂျီချွတ်ထားပြီးတော့မှအဖေပြောလို့ရှိရင်ပြိဆိုင်အသွေးနဲ့ရိုးပြီးတော့ပြန်ပြရော့ပြိဆိုင်တကောင်ကြိုက်သွားပြီဆိုပြီးတော့မှသူ့အင်ဂျီကိုပြ သူရဲ့နှစ်ခုမရှိဘူးတစ်ခုပဲ။ဒါရောတဲ့ရဲ့အင်ဂျီ။အကေတုံးကလည်းသူရဲ့ DNA စစ်လို့မရဘူးဆိုတော့ဒါရောတဲ့ရဲ့သူ ਈ လားလိစံသူ ਈ လားဆိုတော့မသိနိုင်တော့နော်။ဆိုတော့ဒါကိုပြရပြီ။ဒါပေမဲ့အခုတယောက်ကသူ့ဟာတပ်ပါနဲ့ကေချင်တာ။ဒါလည်းဖျားသခင်ရဲ့အကြံစီပဲ။နော်ဖျားသားသမီးအတွက်ကဆုံးရှုံးရရောက်ခံနေမှာအမြဲတမ်းဖျားသခင်မှာဖွင့်ထားပြီးတဲ့လမ်းလေးတွေရှိတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့အဲ့ဒီမှာ ငါတို့ရောင်းစားလိုက်မယ်ပတ်စံလေရတယ်ပြီးတော့ပြီးတော့သူ့အနေသူသွားပါစေဒါမျိုးသူ့ကိုပြောလိုက်တော့โอเคကောင်းတာပဲဆိုတော့သူတို့ဒီခီးသွားတဲ့သူတွေအေဂုတုအီဂျစ်ပေါ့နော်အီဂျစ်ဘက်ကိုခီးသွားတဲ့သူတွေဘက်ကိုဂုံတဲ့ရင်းနဲ့ကျွန်စည်းဘက်မှာရောင်းလိုက်ကဲမင်းကိုခုငါတို့ရောင်းစားလိုက်ပြီမင်းအိမ်မှာဖြစ်လာမှာကြိကြသေးတာပေါ့ဆိုတဲ့ပုံစံမျိုးလဲပါတာပေါ့နော်ဒါမျိုးရောင်းလိုက်တဲ့အခါမှာ ရောတက်ကကျွန်ဆိုတဲ့ဘွားနဲ့ဒီအဲဂုတုကိုလိုက်သွားရတော့စဉ်းစားကြည့်အိမ်မှာဥစားပေးခံရတဲ့အကောင်းစားတွေစားရတဲ့အကောင်းကောင်းနေရတဲ့ဒါနော်ဘာဖြစ်သွားလဲနှုတ်ကပတ်တော်ပြောတဲ့အတွက်ဖျားရဲ့စကားပေါ်မှာရက်တီပြီးမှသူများကိုပြောတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာလဲဆိုလို့ရှိရင် ရောင်းစားခံနိုင်ရကျုံဖြစ်သွားတာကျွန်တော်တက်တာထဲမှာလည်းနှုတ်ကပတ်တော်တမတရားအတွက်ဒုက္ခဆင်းရဲရှိလာနိုင်ပါလေပြဒနာတွေလည်းရှိလာနိုင်ပါလေနှုတ်ကပတ်တော်အတွက်ဆိုတော့ပြောချင်တာဟိုဖခင်ကပြောထားတာတွေအများကြီးရှိတယ်ပဲเนาะတော့လောကမှာနေတဲ့အခါမှာဆင်းရဲဒုက္ခခံရမယ်ဒီလိုနောက်ဆုံးပိုင်းရောက်လာလို့ရှိရင်ဒီလို မြင်းငလျင်တွေမုံတိုင်းတွေအဲပြီးတော့မှအလူတွေရဲ့မကျင်နာနိုင်တဲ့အရာတွေစစ်ပွေးတွေစသဖြင့်ဒါတွေဖြစ်လာမယ်တနည်းအားဖြင့်ဒါဖခင်နှုတ်ကပတ်တော်ပြည့်စုံနေလို့လေပြောလို့ရပါတယ်ကျွန်တော်ဒီကြားထဲမှာအသက်ရှင်နေအချိန်မှာကျွန်တော်ကစိတ်သက်ကြနိုင်ပါတယ်ဒါနောက်ဆုံးပိုင်းလေးဖြစ်နေတယ်နော်ချီဆောင်ခြင်းမလာခင်နောက်ဆုံးပိုင်းလေးဖြစ်နေတယ်စိတ်သက်ကြစိတ်ပြတ်နိုင်ပါတယ် ဒါပေမဲ့ကျွန်တော်ဒီရှုံးပေးလိုက်လို့မရအောင်အဲ့ဒါကျွန်တော်ကြည့်ရမယ်ဆိုတော့ရောသက်ကိုရောင်းစားလိုက်တဲ့အခါမှာဒီလူငယ်လေးစိတ်တကြတာပေါ့ဗျာစဉ်းစားကြည့်အကောင်းကောင်းနေလာရတယ်တကယ် comfort zone မှာနေလာရတဲ့သူကဒီလိုဒုက္ခဆင်းရဲပြဿနာစပြီးတော့မှသွားတဲ့အခါမှာလေကော तू လမ်းလျှောက်သွားမှာဘယ်နှမိုင်းလဲကြည့်လိုက်ဒါရှိမယ်နောက်တော့ကောင်းကောင်းထားမှာမဟုတ်ဘူးကျွန်းဆိုတော့တကယ်တလိဆန် တာတာလောက်ပဲခိုင်းပြက်ပုံစံမျိုးထားတာစဉ်းစားကြည့်ကုချင်းစားကြည့်ဆိုအဲ့ဒီချိန်မှာရောတက်ဘလို့ခံစားရမလဲဆိုလို့ရှိရင်သူအရင်စိတ်တက်ကြမှာအရင်စိတ်ပြက်မှာဒါပေမဲ့ရောတက်ကညှို့နေတာဖေးရပဲညှို့နေတာသူဘယ်တော့မှဖေးရဘူးတန်လျာမရှိအဲ့အဲ့အဲ့ဒီစိတ်တော့လို့ဘာဖြစ်လို့ ျွန်တော်အဲ့လိုပြောရလဲဆိုလို့ရှိရင်သူ့ကိုကျွန်စည်းကမှရောင်းလိုက်တဲ့အခါမှာအဲဂုတုတိုင်းပြည်ရဲ့ရှင်ပြင်းကိုစောင့်ရတဲ့တတော်ဆောင်ရဲ့အမတ်တတော်ဆောင်လည်းဖြစ်တယ်နိုင်ငံရဲ့အမတ်လည်းဖြစ်တယ်သူ position တစ်ခုဖြစ်လိမ့်မယ်အဲ့ဒီသူ့ရဲ့အိမ်မှာရောင်းစားခံနိုင်ရတာဒါပေမဲ့ရောသက်နဲ့အတူတူသာရဖျားရှိတယ် ော်ဒါလေးနည်းနည်းဖတ်ပြမယ်ဣရှိမီလာလူတို့သည်ယောသက်ကိုဆောင်းသွား၍အေဂုတုပြည်သို့ရောက်တော့ခါအေဂုတုအမျိုးသားဖာရောဘီယင်၏အမတ်ဖြစ်သောကိုယံတော်မူပိုတိပါထံမှရောက်ကြ၏ထာဝရဖျားသည်ယောသက်ဘက်၌ရှိတော်မူသည်ဖြင့်သူသည်အကြံထမြောက်တတ်၏အေဂုတုအမျိုးသားမိမိသခင်၏အိမ်၌နေရလေ၏ ထာဝရဘုရားကယောသက်နဲ့အတူတူရှိတယ်။ဒါကြောင့်ယောသက်လှုပ်ဆောင်လေရာမှာဘာဖြစ်လဲဆိုတော့အောင်မြင်တယ်။ဆိုတော့ဒါလေးပြောပြထားတယ်။တော့ထာဝရဘုရားသူ့ဘက်မှာရှိတယ်ဆိုလေကယောသက်ကလည်းထာဝရဘုရားမမေ့ဘူး။မစွန့်ပြစ်ဘူး။စိတ်ထဲကြတယ်ဆိုပေမဲ့သူအရှုံးမပေးဘူး။ဆိုအဲ့အဲ့ဒီယုံကြည်ခြင်းပေါ့။ဖျားပေါ်မှာစိတ်ချထားတဲ့ယုံကြည်ခြင်းတော့ သူ့စီမှာရှိနေတယ်။စိတ်နဲ့ကြတာကတပိုင်းဖယားငါနဲ့အတူတူရှိတယ်။ဖယားကငါ့ကိုပေးထားတဲ့အိမ်နဲ့သူများတွေငါ့ကိုဝိုင်းပြီးတော့မှဒါငါ့ကိုယူတည်ပေးရမယ်ဆိုတာဖယားသခင်အလကားပြောတာမဟုတ်ဘူး။ငါ့ကိုဖြစ်သွားတာအိုဖယားသခင်တခုခုများမှားလား။ငါမဖြစ်နိုင်ပါဘူး။အဲ့ဒါသူ့ထဲမှာဒီဒီဒီလိုအတွေးတွေသူ့အတူပြန်မေးတဲ့မေးခွန်းတွေရှိနိုင်တယ်။အဲ့ဒါစိတ်နဲ့ကြတာလို့ခေါ်တယ်။ဒါပေမဲ့သူတခုပဲဖယားသခင် နောက်ပြောထားတဲ့နှုတ်ကပတ်တော်ကတော့ရှိတယ်ဆိုတော့ဒါဒါကိုကျွန်တော်ပြောချင်တာပါဆိုတော့ကျွန်တော်အသက်တာထဲမှာလည်းအခုဒီအချိန်မှာဒီလိုစိတ်ပျက်စရာအများကြီးရှိတယ်ဆိုတော့ကျွန်တော်ဆိုရှယ်မီဒီယာကြည့်လိုက်လို့ရှိရင်တင်းတွေကိုကြည့်လိုက်လို့ရှိရင်ညီရတွေ့ရတာတွေရင်ထဲမှာတော်တော်မကောင်းဘူးဗျ အကူချင်းစာကြည့်တယ်ပေါ့နော်အကူချင်းစာကြည့်တာလူတွေတွေ့တွေ့ဆုံရင်ဆိုင်ခွဲခွာကြရတဲ့ဥစ္စာတော့ပြူသွားတဲ့အိမ်ကောင်းကောင်းကြီးဆိုကျွန်တော်အိမ်ကတေးတတာပဲရှိပါတယ်ငါငါအိမ်လေးပြူသွားမယ်ဆိုလို့ရှိရင်ငါဘာမှသွားနေမလဲဆိုတော့သူတို့ကဒီလိုအိမ်ကောင်းကောင်းနေပြူသွားတယ်တချို့အိမ်နေပြူသွားတယ်လမ်းမှာမှာပဲနေရတယ်ဆိုတော့ဒီတည်င်းဌာနတွေကလည်းဗျ based on true story ဆိုတဲ့ ပုံစံအတိုင်းတကယ် drama ပုံစံလေးတွေသူရိုက်ပြီးတော့မှတင်ဆက်တဲ့အရာလေးတွေဆောချောအမျိုးသမီးဆိုကြည့်ယူမှာမျက်ရည်ကြာတကယ်ဖြစ်ဖြစ်ကိုတော့ရင်ထဲမှာမကောင်းပါဘူးဒါကြီးကြည်ဖျက်သခင်ဒီလိုပဲကျွန်တော်လည်းအဟင်နိုင်ကျွန်တော်တို့ကျွန်တော်တို့ဝမ်းနေတယ်ပေါ့နော်စိတ်တက်ပါကြပြီးတော့စဉ်းစားကြည့် ဆိုတခေါက်မုခာခြီးလုံးကကျော်ခီးတွေသွားတော့ဒီထိတဲ့ယက်ဒီတောက်ရောက်သွားတယ်အဲ့မှာဖျောက်ခင်ပြင်ဆင်ပြီးလို့အင်္ဂလိပ်ပြောခွင့်ရတယ်ဆိုတော့ပါဝင်ကူညီရတဲ့အခွင့်လည်းရှိတယ်တလကြပြီးမှတလကြပြီးမှကျွန်တော်အဲ့ဒီဘက်ကိုကျွန်တော်ရောက်သွားတယ်မုံတိုင်းထိရတယ်မပြင်ဆင်နိုင်ဘူးအမိုးလန်သွားတာဆောက်ဦးပြူတာမဟုတ်သေးဘူးအမိုးလန်သွားတာဆိုတော့အဲ့ဒီအမိုးလန်သွားတဲ့ နေရာအဆောက်အဦတွေကိုဆိုတော့ပြန်မပြင်နိုင်ဘူးဗျတို့ချို့လူတွေတို့လို့ရှိရင်ဒီအမိုးအကံမှာတာလဘက်ဆွဲပြီးနေရတာညားရေးရှိတယ်။ဆောက်ခုကကျွန်တော်ကြည့်တယ်။ကျက်သွားတဲ့ဒီအိမ်ကြီးတွေကအကြီးကြီးကြီးကပြောမစကိုင်းဆို80ရာခိုင်နှုန်းမန္တလေးဆိုလို့ရှိရင်80ရာခိုင်80ရာခိုင်နှုန်းပြောပြီးမြင်အားလုံးဒီဘက်လောက်ပါပဲ။ အားလုံးနေပါလောက်ပါတယ်ဆိုတော့ပြူသွားတဲ့ဥစ္စာတွေရဲ့အောက်မှာခုနပြောသလိုဒါအကူကြီးကေစေးကိစ္စဒါကျွန်တော်တို့လည်းမလုပ်တတ်ဘူးမလုပ်တတ်တဲ့သူတွေကဟောအာနာပိုင်နေနဲ့အတူတူလုပ်ကြလိမ့်မယ်ကျွန်တော်နောက်တစ်ခုကျွန်တော်စဉ်းစားကြည့်တာဒီကက်သွားတဲ့အိမ်ကြီးကပြန်နေလို့မရတော့ဘူးနောက်ဘလို့ပြန်နေနေလို့မရတော့ပြန်တဲ့ပါလားမရဘူးလေဒါတွေအကုန်လုံးဘာလို့ရမလဲဖေးထုတ်ပြရမှာဖေးထုတ်ဖို့အတွက်ပူပြီးကုန်ကြစီရှိပြီဗျာ ဒါတွေကိုတစ်ခုချင်းစီပြန်ဖေးပြီးတော့မှတွားရမယ်။ဘယ်မှာသွားထားမလဲ။ဒီအမိုက်တွေကိုကျွတ်ပေါ်မှာသွားထားမလဲ။ဆိုတော့ဒီမြို့တွေကပြတ်သွားပြီလား။ဆိုတော့စဉ်းစားကြည့်ရေပြီးတော့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဆရာသမားတွေနေလဲကျွန်တော်စကားပြောကြည့်တော့ဒီဒီဖြစ်ဖြစ်ဒီချင်းတွေကြီးอ่ะစိတ်တက်အရန်ကြောက်သွားစရာအကြောင်းဖြစ်တယ်ဆိုတာတွေ့ရတယ် ဘယ်လိုပြန်လုပ်ကြမလဲမစဉ်းစားတတ်ဘူးလေအေးဒါပေမဲ့အခုနနှုတ်ဝတ်တော်ဒီမှာပါတယ်အရာဖတ်တဲ့အခါမှာယောသဘက်မှာသာရဖျားရှိတဲ့အခါမှာယောသလှုပ်ဆောင်လေးရမှာအောင်မြင်ရတော့ခွင့်ရှိတယ်လို့ပြောပါတယ်ဒါကြောင့်တခုရှိတာကျွန်တော်ယုံကြည်သူတွေအတွက်ကဒါခွင့်ရေးဖြစ်ပါ မယုံကြည်သူခရိယံရောခရိယံမဟုတ်တဲ့သူတွေကိုပြောပြခြင်းယုံကြည်သူအတွက်ဆိုလို့ရှိရင်တော့သခင်ယေရှုခရစ်တော်ကကျွန်တော်ပြည့်တော်လောကကထဲမှာအသီးခံနေတကြွချင်းကိုခင်ပြီးမှသုံးရမြောက်တဲ့နေမှာရှင်ပြန်ထမြောက်ပြောဆိုလို့ရှိရင်အဲ့ဒါကိုယုံတဲ့သူယုံကြည်သူလို့ခေါ်ရတယ်။အဲ့ယုံကြည်သူရဲ့အထင်းမှာသခင်ယေရှုရဲ့ဝိညာဉ်တန်ရှင်သောဝိညာဉ်ဆိုရဖေယဝိညာဉ်ကြီးမှုတဲ့အခါမှာကျွန်တော်တို့နဲ့အတူတူ အဲ့ဒီအသက်ရှင်တဲ့ယေရှုခရစ်တော်ဟာရှိရဲ့ယောသတ်နဲ့အတူတူရှိတဲ့ဖခင်ကယုံကြည်သူနဲ့အတူတူရှိတဲ့အတွက်ကြောင့်မလို့ဘေတော့မှဒီယုံကြည်သူကိုစွန့်ပြစ်သွားစရာအကြောင်းမရှိဘူးအဲ့ခါမှာယုံကြည်သူဖြစ်တယ်ဆိုဖခင်ကကျွန်တော်နဲ့အတူရှိတဲ့အတွက်ယောသတ်လှုပ်ဆောင်လျာမှာဖခင်ရှိတဲ့အတွက်အောင်မြင်ရတဲ့အခွင့်ပေးတယ်ဖခင် ဒီနေ့ယုံကြည်သူနဲ့အတူတူရှိနေတဲ့ဖရားဖြစ်တဲ့အတွက်သင်လှုပ်ဆောင်ရမှာအောင်မြင်ရတဲ့အခွင့်ပေးပါလေအခြေအနေကစိတ်တကြစိတ်ပြည့်စရာကြောင့်ဖြစ်ပင်နေရှုံးမပေးပါနဲ့သင်နဲ့အတူရှိနေတဲ့ခရစ်တော်ကသင်ကိုဒီအမှုရာဒီအခြေအနေတွေကအောင်မြင်ရတဲ့အခွင့်ပေးပါလိမ့်မယ်ဒါလေးကိုပြောပြခြင်းနောက်တစ်ချက်ကသခင်ယေရှုကိုကတင်ပွင့်ရှိဖြစ်မယုံကြည်ရသေးတဲ့သူဆိုလို့ရှိရင်ဒီနေ့ကြီးစမ်းကြည့်ပါခရစ်ယေရှုခရစ်တော် သခင်ယေရှုခရစ်တော်ဖခင်အခုလိုဖြစ်နေတဲ့အချိန်မှာကိုယ်အသက်ရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့လမ်းပြပါမစားပါခဲ့တင်ပါဆိုပြီးတော့မှကျွန်တော်တို့ညှိစမ်းကြည့်လို့ရပါတယ်ပြီးတော့မှသခင်ယေရှုခရစ်တော်ကတင့်ရဲ့အပြစ်တွေလက်ဝါးကားတိုင်းမှာအတိခံနေတင့်ရဲ့အကုသိုလ်ကြီးကိုကားတိုင်းပေါ်မှာပြီးချီတယ်ပြီးတော့မှအတိခံပြီးတော့မှတည်ခြင်းကိုအောင်မြင်ရဲ့ အပြစ်ပြဒနာကိုဖြေရှင်းပြီးသုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတော့သခင်ယေရှုကတင့်တွေ့ထာဝရကုသိုလ်သူတင်ပေးပါတယ်။တင့်ဘက်ကသဘောတူတယ်လက်ခံတယ်ဆိုလို့ရှင်တော့တင်သည်ယုံကြည်သူဖြစ်လာဖို့ဖြစ်ပါလိမ့်မယ်။အဲ့ဒါဆိုသခင်ယေရှုကတင့်ရဲ့စိတ်ဝိညာဉ်တွေကိုဝင်ပြီးတော့မှတင်နဲ့အတူတူဖြစ်နေတဲ့အခြေအနေအခက်ခဲတွေကိုပြင်နေစီမှာဖြစ်ပါတယ်။သူဂရိပိရတခုရှိတယ်။ဝန်လေးပြီးပင်ပန်းသောသူပေါင်းတို့ ငါထံသူလာကြလို့ငါချမ်းသာပြီးမယ်ဆိုတာအဲ့ဒီဂတိတော်ကဒီနေ့သင်အတွက်ကိုဖြစ်တယ်ဆိုတာလေးကိုလေသတင်းကောင်းအနေနဲ့ပြောပြချင်ပါဒီဒုက္ခဆင်းရဲပြဿနာကြားထဲမှာမိဆွေတင်မိဆန်းကြည့်ပါအသက်ရှင်နေဖရာဖြစ်ပါတယ်သင်ကိုညီမစားဖို့သင်အနာမှာအမြင်ရှိတယ်ဆိုတာကိုသင်သတင်းကောင်းပြောချင်ပါတယ်နော်ဒါလေးကိုလေပြောပြချင်ပါတယ်ဟုတ်ပြီကျွန်တော်ဆက်ပြီးမှဆင်ကျင်တဲ့အခါမှာ အခုနရောသိရဲ့အတ္တတာမှာဆက်ကြည့်တဲ့အခါဘာသက်ပြောလဲဆိုလို့ရှိရင်သူ့ဘက်၌ထာဝရဖျားရှိတော်မူ၍သူပြုလီရရ၌အောင်စီတော်မူကြောင်းကိုသခင်လည်းသိမြင်၏ထို့ကြောင့်ရောသက်သည်သခင်ရှိ၌မျက်နာရ၍ခစားလျက်နေရ၏သခင်သည်လည်းမိမိအိမ်တွင်အိမ်အုပ်ရာ၌ခန့်ထား၍ဥစ္စာရှိသူများကိုအဲ့လေရောသက်သည်ဘာကိုပြောလဲဆိုလို့ရှိရင် ။ तू နဲ့အတူဖះရှိတဲ့အခါမှာ तू ကဘာလုပ်တဲ့သူဖြစ်လဲဆိုလို့ရှင်။လောက်ကန်ဆောင်ရတဲ့အခါမှာဘုရားသခင်ကောင်းကြီးပေးတဲ့အတွက်လောက်ဆောင်ရရမှာအောင်မြင်ရတဲ့ခွင့်ပေးတယ်။အဲ့ဒီအခါမှာယောသနဲ့အတူတူရှိကြအောင်အဲ့ဒီအိမ်ရှင်ကလည်းပေါတိဖာအမတ်ကလည်းသိတယ်တဲ့။နောက်ဆုံးပေါတိဖာအမတ်ကသူ့ကိုဒီအိမ်တစ်ခုလုံးအုပ်ချုပ်တဲ့သူအနေနဲ့ပြင်ဆင်လိုက်တယ်။ပြောချင်တာယောသက်က position တစ်ခုကိုနှင့်တက်သွားတယ်ဆိုတာတွေ့ရတယ်။ဒါဘာကိုပြောလဲဆိုလို့ရှိရင်ယောသကစိတ်တကြစိတ်ပြက်နေပြီမဲ့သူဘာလုပ်တဲ့သူလဲဆိုလို့ရှိရင်ဖះကိုနံပါတ်1အာကိုးတယ်။ဖះသခင်ကိုညှို့လင့်တယ်။ဖះနဲ့အတူသွားတဲ့အခါမှာဖြစ်နေတဲ့အခက်ခဲဒုက္ခပြဿနာကနေပြီးတော့မှတဆင့်တက်သွားတယ်ဆိုတာတွေ့ရတယ်။နောက်ခုကျွန်တော်နားလည်ရမှာယောသက်ဒီယုံကြည်စိတ်ချရတဲ့သူဖြစ်တယ် ဒါကြောင့် तू ကအိမ်အုပ်နေရအောင်ခရတယ်။ပြီးတော့မှယောသက်လှုပ်ဆောင်လေရာ၌လို့ပြောတဲ့အတွက်ကြောင့်မို့ယောသက်ဒီပြင်းနေသူမဟုတ်ယောသက်ဒီစူးစားတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဒါပေမဲ့ဖိယသခင်အလိုတော်နဲ့အညီသာစူးစားတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်။အဲဒါကျွန်တော်တို့နားလည်ထားမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်။နောက်ဆုံးဘေးအခြေအနေထိရောက်သွားလဲဆိုလို့ရှိရင်ငငယ်ငားမှာထို့သူ အိမ်နှင့်ဥစ္စာရှိသည်များကိုအုပ်ဆိုးစီသည့်ကာလမှစ၍ထာဝရဘုရားသည်ယောသက်အတွက်ထိုအဲဂုတုတိုက်အိမ်ကိုကောင်းကြီးပေးတော်မူသည်ဖြင့်ပေးတော်မူသောကောင်းကြီးမင်္ဂလာသည်အတွင်အပြင်ဥစ္စာရှိရှိသည်များအပေါ်မှလည်းတက်ရောက်လေ။သခင်သည်လည်းမိမိနှင့်ရှိသည်များကိုယောသက်လက်သို့အပ်၍မိမိစားသောအစာမှတပါအခြားသောဥစ္စာရှိမှန်းကိုမြတ်မတိမမပဲနေ၏။ ယောသတိပုံပြင်ရင်ကျေး၍အသွေးအစင်းလည်းလှတော်သူဖြစ်၏။ဟောဒီကျမ်းစကားအရင်ဝမ်းသာစရာကောင်းတာ။ဆိုယောသကိုအင်အုပ်ခန့်လိုက်တာနဲ့ပို့ပြီးကောင်းကြီးပေးတာဘုရားသခင်။ယောသလုံးဆောင်လေးကမှပို့ပြီးတော့မှအောင်မြင်တိုးတက်သွားတာနောက်ဆုံးဘလို့လုတ်လိုက်လဲဆိုလို့ရှိရင်ယောသကဗန္နာဒင်းဖြစ်သွားတယ်ရှိမြတ်ဥစ္စာအကုန်လုံးကိုထိန်းချုပ်ကုတ်ခဲ့ရတဲ့သူဖြစ်သွားတာ ောတိဖာဘလောက်တောင်သူ့ကိုစိတ်ချလဲဆိုလို့ရှိရင်သူစားတဲ့အစားအစာလွဲပြီးတော့ဘာမှမသိတော့ဘူးလို့ကျန်းစာမှတ်တမ်းတင်ထားတယ်ဟာပါဒီ position နိုင်ရောမြင့်မို့ယောသက်သည်စိတ်ချရတဲ့သူဖြစ်တယ်သစ္စာရှိတဲ့သူဖြစ်တယ်ယုံကြည်ရတဲ့သူဖြစ်တယ်ဖခင်ကိုအားကိုးတဲ့အတွက်ကြောင့်မလို့တပားအမျိုးသားကတောင်ရိပ်မိပြီးတော့မှတကယ်အိမ်ရဲ့အရာရာစီမံခန့်ခွဲရတဲ့သူဖြစ်သွားတယ်ဆိုတာကိုတွေ့ရပါ ဒါပေမဲ့အဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်မို့ကိတ်ဆုံးသွားပြီလားဆိုတော့မဟုတ်ဘူးဗျအဲ့ဒီလိုဖြစ်လာလို့ရှိရင်လေစုံစမ်းနောက်ဆက်ချင်းဆိုတော့ဝင်လာတတ်တယ်ဒါကျွန်တော်တို့သိမိတာပဲ Spotify ရဲ့ main မကရောတက်ကိုနေ့တိုင်းသွေးဆောင်နေအောင်မှာဆက်ဖက်ကြည့်လို့ရှင်တွေ့ရတယ်ဒါပေမဲ့ရောတက်ကဘာပြောလဲဆိုလို့ရှင်ငါကဖယားသခင်ကိုမပြစ်မနိုင်ဟုတ်တွေ့လားရောတက်ဒီနေ့တိုင်းဖယားနဲ့သူသွားလာတယ်သူဖြစ်တယ်ဆိုတော့တွေ့ရသူဘသူ့ကိုကြောက်လဲဖယားကိုကြောက်တယ်ဖယားသခင်မကြိုက်တဲ့အရာကိုမလုပ်ဘူး ။တခင်ကဘယင်နဲ့အတူအမြဲတမ်းနေရတဲ့သူဖြစ်တယ်။ခကြီးသွားနေရတဲ့သူလေဖြစ်နိုင်တဲ့အခါမှာအိမ်ကိုပြန်မကက်နိုင်တဲ့အချိန်ဒီမှာရောသက်ကိုသူကထားခဲ့တာတကယ်လူယုံဖြစ်ထားခဲ့တာဒါပေမဲ့သူ့ရဲ့အမျိုးသမီးကအရန်သူ့ကိုတက်မှတ်တယ်ဘာလို့ခုနလည်းတွေ့ရလေရောသက်ဒီပုံပြင်ရင်ကျေးသောသူဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်မလို့နေ့တိုင်းတွေးဆောင်တယ်လို့ပြောတယ်ရောသက်ကအဲ့ဒါကိုငင်းပြီးတော့မှမလုပ်ဘူးနောက်ဆုံးရောသက်ကိုသွားပြီးတော့မှငါနဲ့တူအိတ်ပါဆိုပြီးတော့မှဘယ်သူမှမရှိတဲ့အချိန်မှာ ဖက်ပြီးတော့မှသူ့ကိုအဲ့လိုမျိုးဟိုဘောနော်ဗရက်ကာယာပြုတ်တဲ့ပုံစံမျိုးဖြစ်တဲ့ကယောသခင်ကသူ့ရဲ့အဝတ်ကိုချုပ်ပြီးတော့မှထွက်ပြေးရတယ်လို့ကျမ်းစာမှတ်တမ်းတင်ထားတယ်။အဲ့ဒီအတွက်ဘာဖြစ်သွားလဲဆိုတော့ထောင်ထဲရောက်သွားတယ်။ထောင်ထဲရောက်သွားတယ်။ဒါလည်းဘာလဲဆိုဖခင်ရဲ့အလိုတော်ဝန်ခံပြီးတော့မှထောင်ထဲရောက်သွားတဲ့အခါမှာယောသစိတ်တကြအောင်ပါပဲ။စိတ်ပြည့်အောင်ပါပဲ။ဟောက်ကွာဘယ်လိုဖြစ်တာလဲဖြစ်နိုင်ပါလား။ ဒါပေမဲ့ယောသက်ကအဲ့ဒီလူဖြစ်နေပြီမဲ့အရှုံးမပြီးတော့သူနောက်ကိုပြန်ကြည့်လိုက်လို့ရှိရင်လေဖျားသခင်သူ့မှာစားခဲ့တဲ့အရာတွေရှိတယ်။ဒါရီကနှစ်တည်းအများကြီးကြာတယ်နော်။နှစ်တည်းအများကြီးကြာတယ်။ကျောင်းလည်းဒီလိုပဲပထမဖြစ်လာတဲ့ဒီကိုဗစ်လိုကိစ္စမျိုးတွေပြီးတော့မှနိုင်ငံရေးမတည်ငြိမ်မှုတွေလည်းဖြစ်လာတယ်။အခုထပ်ဖြစ်လာပြန်ပြီ။မုံတိုင်းနေအခုထပ်ထပ်တွေ့ရတဲ့အရာ ငင်းငလင်ပေးအမျိုးမျိုးကျွန်တော်တို့မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့အရာအများကြီးရှိတယ်။ဆိုတော့အဲ့ဒီအချိန်ဒီကနေဘုရားသခင်ကျွန်တော်တို့တစ်ခုတစ်ခုရွေးနှုတ်ကြည်တင်လာတယ်။စိတ်တကြလို့မဖြစ်ဘူး။အရှုံးပေးလိုက်လို့မဖြစ်ဘူး။ကျွန်တော်တို့အောင်မြင်နေစီတာဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့အာယုံကြည်ရမယ်စိတ်ချမယ်မျှော်လင့်ရမယ်။ဆိုတော့ထောင်ထဲရောက်သွားတဲ့အခါမှာရောသက်ပါလို့လေ။ဘုရားကိုပဲဆက်အားကိုးတယ် လောက်ဆရာရှိတော့ရှိရဲ့ position မှာသူကြိုးစားရဲဆိုတာတွေ့ရတယ်။ဖရာသခင်ရဲ့အလိုတော်နဲ့ညီကြိုးစားတာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဖရာရဲ့ခွန်အားနဲ့ကြိုးစားရဲဆိုတာတွေ့ရတယ်။ Okay ။ထောင်ထဲကိုရောက်သွားတဲ့အခါမှာငွေ27မှာဒါဘာလို့39ငွေ27တိုးတိုးလေးထာဝရဘုရားသည်သူ့ဘက်၌ကေမတနာတော်မူသည်ဖြင့်ထောင်မူထံမျက်နာရစီတော်မူ၏တို့ဖြစ်၍ထောင်မူသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကိုယောသက်လက်သို့အပ်၍ထောင်တည်းတွင်ပြုသည်မြသောအမှုကိုယောသက်စီရင်ရ၏ထို့နောက်ထောင်မှုသည်ထောင်အမှုကိုကိုယ်တိုင်ပြန်၍မကြည့်ရှုရကြောင့်မူကားဒါရဖျားသည်ယောသက်ဘက်၌ရှိ၍သူပြုလီရာရာ၌အောင်စီတော်မူသည်ရေးကြည့်တာဖျားယောသက်ကလည်းစိတ်တကြ ခွေပြီးတော့မှမနေဘူးရှိတဲ့နေရာမှာဖះကိုအားကိုးတယ်ဖះကိုယုံတယ်ဖះကိုမျှော်လင့်တယ်ပြီးတော့လှုပ်ဆရာရှိတော့ကြိုးစားပြီးတော့မှတစ္ဆာရှိရှိဖះရဲ့အလိုတော်နဲ့ညီလှုပ်တော်သူဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲ့ဒီအခါမှာခုနကထောင်မွေးလည်းထပ်ပြီးစိတ်ချပြန်ထောင်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်းပြန်ပြီးတော့မှဟိုစီမံခန့်ခွဲတဲ့အခါမှာထောင်မိုးက နောက်ဆုံးလေထောင်ထောင်ထဲအောင်မလာတော့မနေအကုန်လုံးသူပဲလုပ်ရတယ်ဘုရားသခင်ကရောသက်လှုပ်ဆောင်လေးရမှာထပ်ပြီးအောင်မြင်ရတဲ့ခွင့်ပြီးတယ်ဆိုတော့ဒါကျွန်တော်တို့ခွန်အားယူရမယ့်ပိုင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နားလေရပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့စိတ်တက်ကြရစရာရှိပါတယ်စိတ်ပြက်စရာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာ ဖျားအတူရှိတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်တကြစိတ်ပြက်ဆိုရဲ့အချိန်ကြီးကနေဖျားသခင်ရွေးနှုတ်ကြတင်မယ်ဆိုတော့ကျွန်တော်ညှော်လင်းလို့ရပါတယ်ဆိုတော့နောက်နေ့ကြာလို့ရှိရင်လည်းကျွန်တော်ဆက်ပြီးတော့မှဒီအကြောင်းအရာလေးတွေဆက်ပြီးဆင်ခြင်ဖို့ပြဖြစ်ပါတယ်အားလုံးပုံမှန်ဖျားသခင်တာရဲ့ကောင်းချီးပေးပါစေ